Miss Universe Ma, Poesya Laike, Baba Nawa. အလမဲ့လောကမှာတည်င်းကြီးမားတဲ့ဘာဘာနဝဟာမက္ကဆီကိုနက်ရှင်နယ်ဒါရိုက်တာအပေါ်မကျေနပ်ချက်တွေကိုဆက်လွယ်ပေးအပ်ပွဲမတိုင်ခင်ကျင်းပတဲ့အစည်းအဝေးမှာမက္ကဆီကို အလမဲ့ဖက်တီမာဘော့ကိုအားလုံးအရှိမတောက်ဖြုတ်ပြောကြပြီးသူ့ရဲ့မကျေနပ်ချက်တွေကို ပုံချခဲ့ပါတယ်။ဘာဘာနဝဟာမစ်မက္ကဆီကိုကို အရှေ့နိုင်ငံထိုင်းနဲ့ပတ်သက်တဲ့မီဒီယာလှုပ်ရှားမှုစပွန်ဆာတက်ပေါ်ရိုက်ခြင်းဆိုရှယ်မီဒီယာပို့စ်တွေခြင်းစတာတွေမှာပူပေါင်းဆောင်ရွက်မှုမရှိခဲ့ပဲတယ်လီမိုဒို ီဒီယာနဲ့သာအဓိကပူးပေါင်းဆောင်ရွက်တယ်လို့စွပ်စွဲခဲ့ပြီးစကားများကြစဉ် Miss Mexico ကသူ့ကိုယ်သူခုခံပြောဆိုရမှာပပနဝဟာ shut up လို့ပြောကြခဲ့ပြီး Mexico Andy ဟာလည်းရိုင်းဆိုင်ပြီးအရင် stupid ဖြစ်ကြောင်းနဲ့ဇယိုက်ဆန်လုံးပြီးအမျိုးမျိုးသောကိစ္စများကြောင့်ထိုင်းနိုင်ငံမှာထွက်သွားရကြောင်းနဲ့ပပနဝဟာနေလဲနေ Andy ချေရတာလိုက်မယ်ဆိုရင် stupid ဖြစ်လာမှာပဲလို့ပြောက Miss Mexico ကို stupid လို့တွေးဝိုက်ပြောဆိုခဲ့ပါတယ် if you if you follow the order from your national director you are dumb man miss mexico ဟာဒီလိုမျိုးလူအများရှိစော်ကားခံရတာကြောင့်ပြန်လဲခုခံပြောဆိုခဲ့ပေမဲ့လည်းပပနဝဟာနောက်ဆုံးမှာတော့လုံခြုံရေးတွေကိုခေါ်ပြီးဆွဲထုတ်ဖို့ပြောခဲ့ပါတယ် security ပါပါနဝက်ရဲ့ပြောဆိုမှုတွေဟာလက်မခံနိုင်တာကြောင့် Miss Mexico အပြင် Miss Grand 2023မှာ first runner up ရခဲ့ပြီးတော့ Miss Universe 2024မှာဝင်လာရခဲ့တဲ့ Victoria Khaja ကပါ ထားထွက်သွားတယ်လို့သိရပါဗျာ။ အခြားသောပြိုင်ပွဲဝင် အလှမယ်တော်တော်များများနဲ့မြန်မာနိုင်ငံကိုစားပြု Miss မြန်မာမျက်ရည်နာဆိုလိုဟာလည်း Miss Mexico ကိုထောက်ခံတဲ့အနေနဲ့အစည်းအဝေးခန်းထဲကနေထွက်ခွာသွားခဲ့ကြပါတယ်။နောက်ပိုင်းမှာပပနဝတ်ကသူ့ရဲ့တရားဝင် social media မှာတဆင့်သူ့ရဲ့စကားကြောင့်ခံစားရသူအားလုံးကိုတောင်းပန်ကြောင်းပြောကြားခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောပပနဝတ်ဟာ Miss Universe ကို Miss Grand လို့လဝတ်ကြီးအုပ်ချင်တာမျိုးကြောင့်ဒီလိုမျိုးအာဏာပြခဲ့ရလား။ ဒါမှမဟုတ်မရှိရွယ်ပဲအခြေအနေတင်းမာရင်ဖြစ်သွားတာလားဆိုတဲ့အပေါ်အမြင်ကိုလည်းကွန်မန့်မှာဆွေးနွေးပေးခဲ့ကြပါအောင်နော်